Hello အားလုံးမင်္ဂလာပါ Good day football channel နဲ့အားလုံးကိုပြန်လည်ကြိုလိုက်ပါလိမ့်ခင်ဗျာကဲကြောဒီနေ့မှာတော့ပြီးများလေးပွဲစဉ်တွေများပါတယ်เนาะ6ပွဲလောက်ကံသွားမှာဖြစ်ပါတယ်မလဖန်တော့ Man U တပွဲပဲရှိရပါတော့ဩပြီးတော့ကျွန်တော် Real Madrid ပွဲတပွဲရှိမယ်ပါတော့ပြီးတော့ German Cup တွေရှိမယ် Italy Cup တွေရှိမယ်ပါတော့ Italy Cup တော့ကျွန်တော်မပြောတော့ဒီပွဲတွေအရင်များပါဆိုပြီးများလေးကိုအကုန်ပြောပေးမယ်ပြီးတော့ Real Madrid ပွဲပြောမယ် အဲပြီး Bayern နဲ့ Union ပါလင်ပွဲပြောပြီးမယ်နော်။ဟောမနေ့ကတော့ကျွန်တော်တို့အကောင်လုံးအဆင်ပြေသွားလိမ့်မယ်လို့ထင်ပါတယ်။ Member လည်း ေါင်းပြရတယ် fit လည်းပေါင်းပြရတယ်အဲနောက်တစ်ခုကျွန်တော်တို့ online test ပေါ့နော်ကျွန်တော် back to back formula စသုံးမယ်ဆိုတဲ့အတိုင်းပဲ online test လေးလည်းကျွန်တော်အသင်ပြည်ခဲ့ရနော် liverpool ကိုအနိုင်မှာကံပေးသွားတယ်ကျေးဇူးတင်ပါတယ်အော်ကျွန်တော်ဒီလက back to back formula စတင်ရမယ့်ပွဲစဉ်တွေများပါတယ်မလဖန်ဆိုလည်း AC နဲ့ Lazio ကိုရှိတယ်ပေါ့နော်အော်ဒီလမှာကျွန်တော်ရှိသမျှပွဲတွေကိုဒါ online test အနေနဲ့ကျွန်တော်စတင်မယ်ဘယ်နှပွဲအထိအောင်မြင်မလဲကျွန်တော်စောင့်ကြည့်ကြမယ်ပေါ့နော်လက်ရှိပွဲဥထွက်ကတော့ကျွန်တော်ဒါအပေါင်းစပြီးတော့ပြသွားပြီဖြစ်ပါတယ်အော်ကျွန်တော်ဒီနေ့ပွဲများအတွက်ကျွန်တော်မြန်မြန်လေးပြောကြရအောင်ပေါ့နော် တော့ပထမဆုံးပွဲစဉ်ကကျွန်တော်တို့ဒါနှစ်နိုင်မှာဘယ်နှပွဲကံမလဲ1နှစ်3သုံးပွဲ၄ပွဲကံမယ်နော်နှစ်နိုင်45မှာနှစ်ပွဲကံမယ်အဲ့တော့မနေ့ကကျွန်တော်ပြင်းပြလေးကိုပြန်ကြည့်ရခါမှာဂိုးပေါင်းအပေါ်နှစ်ပွဲတက်တယ်တပွဲအောက်တယ်ပြီးတော့အဝေးကွင်းနေအကုန်ကြီးအောင်ွားတယ်မန်စီတီကြီးအောင်နေစပါးကြီးအောင်နေအဲ့တော့ကြီး6ကြီးထဲမှာအသင်းကြီးနှစ်သင်းကြီးအောင်သွားဒီနေ့မှာကြီး6ကြီးဖြစ်တဲ့ကျွန်တော်တို့အာဆင်နယ်လပါဘူးချယ်စီသုံးသင်းစလုံးကြီးအောင်ဖို့ခတ်ပါလိမ့်မယ် အထူးတစ်ဖြစ်ကျွန်တော်တို့အဝေးကွင်းအတင်းဖြစ်တဲ့ချက်စီကြည့်အောင်မခက်လည်မလို့မနေ့ကအဝေးကွင်းနှစ်ပွဲစလုံးမန်စီတီရောစပါအဝေးကွင်းကနေနှစ်ပွဲစလုံးကြည့်အောင်သွားတာဖြစ်တဲ့အတွက်ပေါ့နော်အဲချက်စီဒီနေ့ကြည့်အောင်မခက်လိမ့်မယ်လို့ယူဆတယ်အဲလပါဝူးနဲ့အာဆင်နယ်ကတော့ဒါအိမ်ကွင်းနဲ့တပွဲမတော်ပွဲကြည့်အောင်မှာဆိုတော့ဒါဘေးတင်းကြည့်အောင်မလဲကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်တသင်းတော့အောင်းလောက်တယ်နှစ်သင်းစလုံးကြာဖို့တော့ခက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်စမယ် Brighton နဲ့ Aston Villa နှစ်နာရီပါ Brighton ကို Brighton ကလက်ရှိမှာ level 60ရှုံကျော်လို့အင်ကွင်းကနေပေးပါတယ်ဂူပေါင်းကြီး3လုံး80နိုင်စတဲ့ကြီး level 80 3လုံး80ဆိုတော့တိတ်တော့ပြောင်းလဲမှုကြီးမှမှတိတ်မရှိဘူးပေါ့နော်အော် Brighton ကဒီ Aston Villa နဲ့လက်ရှိမှာကြည့်မယ်ဆိုရင်ရလက်ရကြည့်မယ်ဆိုရင် Brighton လည်းကောင်းတယ်လို့ Aston Villa လည်းလက်လက်ရှိမှာရလက်ဒီကောင်းနေအောင်ကျွန်တော်တွေ့ရတယ်အမှန်ပြီးစရာကိုကြည့်မယ်ဆိုရင်လည်းအဆင့်၄နဲ့အဆင့်၅ပေါ့နော်အဲ့တော့ နှစ်သိန်းစလုံးရလက်ကောင်းနေကြတယ်ခြေလွှမ်းလေးလည်းအရင်မဆိုးတဲ့အနေထားဒါပေမဲ့တစ်ခုရှိတယ်ကဘာလဲဆိုတော့ Aston Villa ကဂျာရက်တီမှာပြီးခဲ့တဲ့ဂျာရက်မှာ Yubali ဒါအင်္ဂွင်းမှာကစားခဲ့ရတယ်ဝီကန်မှာလည်း Mobile Hayden နဲ့ကစားရတယ်ပြီးတော့ဒီနေ့လည်းထပ်ကစားတော့တော့ တရချာ sorry နှစ်ရချာသုံးရချာတပွဲလောက်လက်ရှိမှာသုံးပွဲဆက်ကစားနေရ Brighton ကတော့ပြီးခဲ့ကြရက်ကတော့သူကဘာမှမရှိတော့ EC ဖြစ်တယ်ပေါ့နော်ပွဲနားချိန်ပိုရထားရတဲ့သဘောမှာရှိရဲ့နောက်တစ်ခုကကျွန်တော်မနီကနျူကာဆယ်နဲ့စပါးဒီအပေါ်အောက်လေးပဲအမှတ်ပေးဆရာမှာဆိုအပေါ်အောက်လေးပဲဒါနျူကာဆယ်အင်ကွင်းကနေတလုံး1ပလက်ပေါက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ကြီးကြခဲ့တယ် အဲအဲ့လိုမျိုးကြည့်မယ်ဆိုရင်အပေါ်ဇရာအောက်ကိုကြည့်ပြီးတော့ပြောရမယ်ဆိုရင်မနေ့ကနယူကာဆယ်ကြီးကြမယ်ဒီနေ့ဘရိုက်တန်လေးကြီးကြသွားနိုင်ကြီးရာခိုင်နှုန်းများတယ်။ဘာမနေ့ကနယူကာဆယ်ကဝမ်ပလက်တောင်ပေးတဲ့အချိန်တောင်ကြီးကြတာဒီနေ့ဘရိုက်တန်ပေးရဲ့ GD ဒါအိမ်ကွင်းလေးဖြစ်နေတာနဲ့ဂျေဒန်နူးတယ်လို့ကျွန်တော်တို့ကဒါယူဆလို့ရတယ်ပေါ့နော်။မနီကနီယူက1 plus 60 90ဝင်းကျင်လောက်ပေးတယ်ဗောနော1 plus 60 90 80အော်ဒီနေ့မှာတကယ်လို့ ဖိုက်တန်နိုင်မယ်ဆိုရင်ဒီတဲ့ဒါမနေ့ကနယူကလည်းပေးတယ်လို့မျိုးကြီးပေးလို့ရတာပေါ့နော်။ဒါကြောင့်လည်းအချွန်မီလာဒီခုနကကျွန်တော်ပြောသလိုပွဲပန်းမှုတံပိုခံထားရတယ်ပေါ့နော်ပွဲပို့ပြီးတပွဲပို့ကစားထားတဲ့အနေထားဖြစ်တဲ့အတွက်ပေါ့နော်အော်ဒီနေ့မှာကျွန်တော်ကဒီအချွန်မီလာမရှုံးလောက်ဘူးလို့ယူဆတယ် တေလောက်သွားနိုင်မယ်လို့ယူဆတယ်ဂျီဂျီဝမ်ဝမ်လောက်သွားနိုင်ကြည်ရခိုင်တို့များတယ်လို့ယူဆတယ်ပေါ့နော်အော်ကျွန်တော်ဒီပွဲမှာအဝေးအတင်းဒါအက်စတိုမီလာလေးကိုကြိုက်တယ်ဂိုးပေါင်းက3လုံး60 80ဆွဲဝင်းကျင်ကကျွန်တော်ကတော့ဂိုးပေါင်းအောက်ကိုပဲကြိုက်တယ်နှစ်တင်းစလုံးရဲ့လက်ရှိသွားနေတဲ့ဒါဂိုးတွင်းအားတွေဘာရင်နဲ့ကြည့်မယ်ဆိုရင်တော့အကူပေါင်းပေါ်တော့တွက်တက်လာနိုင်ပြီအများကြီးဘရိုက်တန်ကလည်းအင်္ဂလိပ်လိုပွဲတိုင်းနှိပေါင်းကိုရတဲ့အတင်းပေါ့နော်အက်စတိုမီလာမှလည်းဒါ အဝေးဝင်းအင်းဝင်းမရွေးကိုတွင်းနိုင်တဲ့တက်စီကစားသမားတွေရှိရတဲ့အတွက်ကိုပေါင်းအပေါ်တက်နိုင်တယ်များတယ်ဒါပေမဲ့ကိုပေါင်းကြီးကိုကျွန်တော်သိပြီးတော့ဘဝင်မကြတဲ့အတွက်ဒါကိုပေါင်းအောက်လေးကိုကြိုက်တယ်ပြီးတော့အဝေးအတင်းအက်စတွန်ဘီလာကိုကြိုက်တယ်ပေါ့နော်အော်ဒီနေ့မှတော့ကျွန်တော်အင်းဝင်းနေထဲကတော့ဒါ6ပွဲမှဆိုရင် လေးပွဲလောက်ကတော့အိမ်ဝင်ကြေးအောင်နိုင်ကြီးများတယ်အဝေးကွင်းကတော့ဒါနှစ်ပွဲလောက်ပဲရခိုင်နှုန်းရှိတယ်ပေါ့နော်အောင်တန်းကြီးရခိုင်နှုန်းချင်းပါတော့မနေ့ကအဝေးအသင်းနဲ့အကုန်ကြေးအောင်တာဖြစ်တဲ့အတွက်ပေါ့နော်ပြီးတော့တချမ်းတော့မဆောင်ဘူးဒီနေ့တော့ဒါမနေ့ကတချမ်းလုံးတချမ်းကြီးအောင်ပါတယ်ပေါ့နော်အော်ဒီနေ့မှလည်းကြောင်းမြန်တချမ်းအောင်မလားဒါမှမဟုတ်အဝေးအသင်းတွေပဲဆက်ပြီးအောင်မလားဆိုတော့နည်းနည်းလေးတော့တန်တေးရတော့ဖြစ်စီရတော့ကောင်းနေပေါ့နော်အော်ကျွန်တော်ကလက်ရှိမှာ Aston Villa နဲ့ Goal လေးကိုပဲရွေးချယ်ပေးလိုက်ပါမယ်အော်နောက်တစ်ပွဲက Burnley နဲ့ Crystal Palace Crystal Palace ကတလုံးကို60နိုင်ကျွန်တော်တို့ဒါအဝေး ကွင်းကြီးလာဖွင့်နဲ့နှလုံးကို90ရှုံးပေါ့နော်ခရစ်စတယ်ဘဲလီကျွန်တော်မန်ယူနဲ့ပွဲစဉ်မှာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာပွဲပန်းနေတယ်အဲ့တော့ဂျိုင်းရမှာပြီးခဲ့တဲ့ဂျိုင်းမှာ stop block ပြင်တဲ့ကိုသွားပြီးတော့ confidently လာမိကန်ထားတဲ့အချိန်မှာမန်ယူနဲ့ပွဲပထမပိုင်းတော့သူတို့ကောင်းနေမန်ယူထက်တော်မှကောင်းနေကစားပုံက ကိုလည်းသူတို့စရတယ်ဒုရပိုင်းကျတော့ကသာအာတီးတတာယူကြဆင်းရတယ်ဒါကပွဲတွေပွဲစိတ်စိတ်ခဏခဏနှစ်ရချာသုံးရချာကန်နေရတဲ့အဲကသာသမားတွေဒီကသာသမားတွေထက်ခါထက်ကသုံးရတဲ့အခါမှာအလှည့်ဒီ rotate မလုံနိုင်ဘူးเนาะကသာသမားတွေ rotate မလုံနိုင်တဲ့အချိန်မှာဒီကသာသမားတွေသုံးရမှာကသာသမားတွေကျတော့ပွဲပန်းလာပွဲပန်းတော့ဘာဖြစ်လဲဒုရပိုင်းကကသာကြအောင်အဲ့လိုမျိုးဖြစ်တော့အော်ဒီနေ့မှလည်းခရစ်တယ်ပဲလေးအဝေးဝင်းထပ်ပြီးတော့ကန်ရတယ် သုံးပွဲနောက်ဆုံးသုံးပွဲကိုကြည့်မယ်ဆိုရင်အဝေးဝင်းနှစ်ပွဲဖြစ်နေတယ်အိမ်ဝင်းမန်ယူလည်းသူတို့ရှုံးထားတယ်အဲ့လိုမျိုးဆိုတော့ခရစ်စတယ်ပဲလေဒီနေ့မှလည်းဒါနိုင်ဖို့ခက်အောင်မယ်လို့ကျွန်တော်ကယူဆတယ်ဂိုးတွေလည်းမပေါ်တော့ဘူးလို့ယူဆတယ်ဒီနေ့မှကျွန်တော်ဘန်လီကိုယုံကြည်ခြင်းနေပေါ့နော်တန်တက်အတင်းဘန်လီကိုယုံကြည်ခြင်းနေဘန်လီအိမ်ဝင်းကစားအားလေးလည်းမစိုးတာကိုလည်းကျွန်တော်တွေ့ရတယ်အဲ့တော့အမှတ်ပေးစရာရကြည့်မယ်ဆိုရင်ဘန်လီဒီအဆင့်16မှာ ခရစ်စတယ်ဘဲလီယာအဆင့်တစ်ဆယ်မှာအော်19ကနေဆိုတန်လင်းစုံကနေသူယုံမှရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာဘန်လီဘော်ဒီလေးကိုကြိုက်တယ်ဂိုးပေါင်းကတော့ဂိုးအောက်ကိုကြိုက်တယ်အဲခရစ်စတယ်ဘဲလီအင်ကွင်းဆိုတော့ဒီပွဲကဂိုးပေါင်းပေါ်ယူရမယ်ပွဲဘာကြောင့်လဲဆိုဘန်လီယာအဝေးကွင်းဆိုရင်ဂိုးရတယ်အင်ကွင်းဆိုတော့အလောက်ဂိုးမသွင်းဘူးသူကပြောင်းပြန်ဖြစ်နေအင်ကွင်းဆိုတော့ခုနောက်ဆုံး၃ပွဲဆက်ဂိုးပေါင်းအောက်ထားတယ်အဝေးကွင်းနေကြဂိုးတွေတောက်လျှောက်တွင်းတယ်ဒီ brand phone နဲ့ပွဲလေဂူပေါင်းပေါ်တက်တယ်ပြီးဝက်ဆန်နဲ့လည်း32ဂူပေါင်းပေါ်တက်တယ်ဟူပါဟန်တန်နဲ့ တူတူနီကိုအောင်ပေါ်တက်တယ်အဲ့လိုမျိုးကန်အိမ်ငွေးနေရကိုအောင်ကန်တယ်သူကအဲ့လိုမျိုးတွားတယ်အဲ့တော့ဘန်လီရဲ့အိမ်ငွေးဆရာအိယားကလည်းကိုအောင်တွားတာဆိုတော့ကျွန်တော်ဒီပွဲမှာကိုအောင်ကိုကြိုက်တယ်ကိုပေါင်းကြီးလည်းနှုတ်တယ်ခရစ်ဆယ်ပဲလီလည်းပွဲပန်းနေတာဖြစ်တဲ့ကိုပေါင်းအောက်လေးကိုပို့ပြီးတော့ကြိုက်တယ်ဘော်ဒီကတော့ဒုတိယအကြိုက်ပေါ့နော်ဘန်လီဘော်ဒီကတော့ဒုတိယကြိုက်ပါတယ်အော်ညီကိုတို့ကြိုက်တဲ့ကစားကွက်ကိုထိုးလို့ရပါတယ်နော်အော်နောက်တစ်ပွဲကကျွန်တော် Northern Forest ကဝူဘာဟန်တန်ကိုဝေးပြန်တဲ့လေးလေးပဲ40ရှုံးပြီးနှလုံး55ပြရှုံးအော်ဝူဘာဟန်တန်ကလည်း ဒါပုံစံတူရဲ့ဗျာခုနခစ်တဲပဲလေးပွဲနဲ့ဒီ Northern Forest ပွဲတူတူပဲ Northern Forest လည်းဂျာရက်မှာဒီဥရောပွဲစဉ်ကလားထားရတယ်ဒါမဲ့ Northern Forest ဒီကျွန်တော်အင်ကွင်းနေပဲကလားခဲ့ရတယ်သူကအင်ကွင်းနှစ်ပွဲဆက်ပါတော့ဂျာရက်မှာလည်းအင်ကွင်းကန်ခဲ့ရပြီးခဲ့ weekend မှာလည်း Brighton အင်ကွင်းမှာကန်သူကအင်ကွင်းတော့ဖြစ်တယ်ဟိုခီးမသွားထားတော့ခုနကခစ်တဲပဲလေးထက်စာရင်တော့နည်းနည်းလေးပွဲပန်းမှုတန်တက်တာတွေပေါ့နော်ဒါလေးတစ်ချက်တော့ချီတယ်ဒါမဲ့ Northern Forest လည်းနည်းနည်းတော့ဒါ လစ်မှာပဲဘာကြောင့်လဲဆိုတော့ဒီဥရောပပေါ်ကသူအားဆိုင်ကစားထားတယ်အဲကြောင့်မလဲသူ weekend ကဘရိုက်တန်အင်ကွင်းမှာဇီတူးနဲ့သူတို့ရှုံသွားတယ်ပေါ့နော်ပြီးတော့နောက်ဆုံး၃ပွဲဆက်လဲသူနိုင်ပြီးတော့တပွဲရှုံးတယ်ဆိုတော့သူတို့၃ပွဲဆက်အတင်းတင်းနေကြကျွန်တော်ပြောပြောနေကြပါ၃ပွဲဆက်ရှုံးပြီးလို့ရှိရင်ကြေးရကြတဲ့တယ်ရလက်တည်းလဲကြတဲ့တယ်ဆိုတော့၃ပွဲဆက်နိုင်ပြီးွားရင်လည်းဖြစ်တယ်ရှုံးပြီးွားရင်လည်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အခု Crystal Palace ကို sorry ကျွန်တော်တို့ဒီ Northern Forest နဲ့ဒီနေ့မှာနိုင်ဖို့နည်းနည်းလေးခက်လောက်တယ်လို့ကျွန်တော်ယူဆတယ်ကြီးကလည်းနှုတယ် level 40ရှုံး လက်ရှိမှာဝူဘာဟန်တန်းလင်းဆုံးအောက်ဆုံးမှာနှစ်မှတ်ပေးရထားတယ်တပွဲမှမနိုင်တယ်ဝူဘာဟန်တန်းကျွန်တော်ကေကြည့်ပြီးတည်းရပြီးခဲ့တဲ့နှစ်ပတ်ကျော်သုံးပတ်လောက်ဖြစ်မယ်ပေါ့နော်။ဘာနဲ့လဲတော့ကျွန်တော်မေ့ပါဘူး။ဥပန်းတော့ကျွန်တော်ယူပြီးရယ် level 100ရှုံးအပြည့်ပေးလို့ဆိုမှဒါမှကြတာပဲရှုံးတာရလက်ပါရှုံးတာပေါ့နော်။တေးတောင်မကြ။အဲ့တော့ဒီနေ့မှတော့ဥပန်းနဲ့နီးပြလည်းပြောင်းပြီးသွားတယ်။နီးပြပြောင်းပြီး ကိုင်တာနှစ်ပွဲရှိပြီနှစ်ပွဲစလုံးတော့သူတို့ရှုံးထားတယ်ဒါပေမဲ့ကိုပြက်ရှိပြက်မရှုံးတော့ဘူးဗျနော်ကိုပြက်ရှိပြက်မရှုံးတော့ဘူးသူတို့အက်စတရမီလာကိုနဲ့ပွဲမှာလည်းသူတို့က1-0နဲ့ပဲသူတို့ကတ်ရှုံးတယ်ဒါတော့အက်စတရမီလာကဟိုအိုပန်မလီကရတာမဟုတ်ဘူးဒီအဝေးကန်ချက်နဲ့ဂိုးသူဂိုးဝင်သွားကျွန်တော်အဲ့ပွဲကိုထိုင်ကြည့်နေရပါတော့နော်အဲ့တော့ခရစ်စတယ်ဘဲလေးကိုလည်းသူတို့2-0နဲ့ရှုံးထားတယ်ဆိုတော့သူတို့မီနီပြားတစ်လက်ထက်မှာတော့နှစ်ပွဲတော့ရှုံးဒါပေမဲ့ဟိုဂိုးဟွာလေးဂိုးပြရတာလေးနဲလာကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီနေ့မှတော့ကျွန်တော် ဝူဘာဟန်တန်လေးကြိုက်တယ်ကိုပေါင်းအောက်ပဲထက်ကြိုက်တယ်ဒါပေမဲ့ကိုပေါင်းအောက်ကဒီပွဲကနည်းနည်းလေးအန်တယ်များပါဝူဘာဟန်တန်ကနိုင်ပွဲဆာလောင်နေပြီနိုင်ပွဲဆာလောင်နေရဖြစ်တဲ့သူကိုရသွားမယ်လို့ Northern Forest ကလည်းတကူတော့ရသွားမယ်လို့1 1 2 1အချိန်မီးတက်သွားနိုင်တယ်2 1အချိန်2 1 1 2အချိန်မီးရောက်သွားနိုင်တယ်ကိုပေါင်းအောက်လေးတော့ဒီပွဲကိုနည်းနည်းလေးကျွန်တော်တိတ်ပြီးတော့မကြိုက်ဘူးအန်တီနည်းနည်းလေးများတယ်လို့ယူဆရတယ်เนาะအဲ့တော့ဒီကိုပေါင်းကျင်းတူနှစ်ပွဲမှာတပွဲတော့အပေါ်တက်သွားနိုင်ကြီးလေရခိုင်တော့များသေးတယ်ပေါ့เนาะအဲ့လိုလေးလေးရှိတယ်အဲ့တော့ ျွန်တော်ဝူပါဟန်ရဲ့ body တချောင်းလေးပဲရွေးပေးခြင်းနဲ့ကိုပေါင်းအောက်ကိုတော့မောင်းနှဲလောက်တော့ဆော့လို့ရတယ်ဒီအပေါ်လည်းမောင်းနှဲဆော့ကြိုက်တာကိုညီကိုကြိုက်တာဆော့လို့ရပါနော် body ထိုးခွက်တီးတန့်ကိုတော့ကိုပေါင်းအပေါ်အောက်ကနည်းနည်းလေးအန်ဒီရများတယ်လို့အကြံပေးခြင်းပါတယ်နော်ကျွန်တော်နောက်တစ်ပွဲကအာဆင်နယ်နဲ့ဘရန်ဖို့အာဆင်နယ်တလုံး40ရှုံးတလုံး60နိုင်အဲ့တော့စတင်ကြီးကတလုံးကို100ရှုံးတော့ပြီးခဲ့တယ်ဗျနော်တလုံးအပြည့်ရှုံးတလုံး50နိုင်တော့ပြီးခဲ့အခု တလုံး40ရှုံးဆိုတော့ body ခြေတန်းကကျွန်တော်ဝင်ရုပ်တစ်ခုလောက်ကျလာတယ်တလုံးအပြည့်ရှုံးကနေတလုံး50ရှုံးဆိုတော့ဝင်ရုပ်ကျလာကိုပေါင်းကြီးကတလုံး50နိုင်ကနေတလုံးအပြည့်နိုင်ဆိုတော့ဝင်ရုပ်တစ်ခုကိုကျလာကိုပေါင်းရော body ရောစုံလိုက်ကြီးကျလာရပေါ့နော်အဲ့တော့ကျွန်တော်ကဒါခေါင်းစဉ်မှာတော့ဒါမြောက်လန်တန်မှာဂူမူးယူပါမလားပေါ့ကျွန်တော်ဒီလိုလေးနာမည်ပေးထားတယ်အဲ့ခြေစွမ်းနေရတော့ဂူမူးယူနိုင်တာပဲလက်ရှိမှာအာဆင်နယ်ကလည်းဂိုးကြီးရတယ်ပြီးတော့နောက်တန်းကလည်းဒါဟိုဂါဘရီယယ်ရောပေါ့ဒန်ရနေချိန်မှာဂိုးကြီးပေးနေရတယ်နော်ချက်တီကို တရားရော့တရားရော့အတင်းကိုဂိုးပေးခဲ့ရသူတို့ဒါဆက်ပီးရဆက်ပီးကင်းလို့နာမည်ကြီးနေတဲ့အတင်းကဆက်ပီးရနေပြန်ပြီးဂိုးပေးလိုက်ရတယ်ပြီးခဲ့တဲ့ချက်ချင်းရဲ့ပွဲမှာအော် brand 4ကလည်းလက်ရှိမှာဟိုတရားကိုလာ ego ကြီးစုတာတရားကိုကြီးစုတာပေါ့အဲ့ကောင်နာမည်တော့မေ့ပါတယ်နော်ဒီ brand 4တိုက်စစ်မှုကလည်းဂိုးတော်တော်လေးတွင်းနေဟာလန်ပြီးသူကဒုတိယအများဆုံးပဲပြီးများလိမ့်မယ်လက်ရှိဂိုးတွင်းထားရတဲ့မှာအဲ့တော့ brand 4ကလည်းဂိုးတကွင်းဂိုးတကိုးရသွားနိုင်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီပွဲမှာ ကိုပေါင်းကြီးကိုတော့မကြိုက်ဘူးဒါပေမဲ့အပေါ်ဒီဘွဲကတော့အပေါ်ကြိုက်နေကျွန်တော်ကကိုပေါင်းကြီးမကြိုက်ဘူးဆိုပေမဲ့ကိုပေါင်းအပေါ်လာနိုင်ချေများတယ်နောက်တစ်ခုကကျွန်တော်တို့အာဆင်နယ်ကဒါဘီးရင်အက်စတန်ဗီလာကိုအဝေးခွင့်သွားကန်ရမယ်ပြီးရင်ကလပ်ဘရူဂေကိုချန်ပီယံလိအဝေးခွင့်အက်စတန်ဗီလာကအာဆင်နယ်ကိုဒုက္ခပေးရပြီးခဲ့တဲ့တနှစ်ကျော်အမန်စီးတီးရတဲ့နှစ်ပေါ့ဗျာမန်စီးတီးရသွားတဲ့နှစ်တည်းမှာမနစ်ကတော့လက်ပေါင်းရမန်စီးတီးရခဲ့တဲ့ရှေ့နှစ်နှစ်မှာဆိုရင်အာဆင်နယ်ဒီအက်စတန်ဗီလာကဒုက္ခပေးလို့အာဆင်နယ်ကဖလားမရတာဒါ အဆူမီလောအမရိမှာရှုံးနေအဝေးကွင်းမှာလည်းရှုံးနေเนาะဒုက္ခလေးတော်တော်ပေးသွားတဲ့အတင်းထဲမှာပါတယ်အဆူမီလာအာဆင်အဲ့တော့အာဆင်နဲ့အဆူမီလာနဲ့ပွဲမှာသူကရုံးကန်ရဖို့ရခိုင်တို့များနေတဲ့အထက်မှာဒီနေ့မှာရမယ့်အပြည့်တော်ယူလောက်တယ်အဲ့တော့ အာသင်းနေရမယ်ယူမယ်ဆိုတော့၃မဲ့ရရင်တို့ကတကိုးအတားလောင်းနဲ့ကတ်နိုင်သွားရင်၃မဲ့တော့ရသွားမယ်ဗျာပြင်မှာဒါပေမဲ့၉ပြည့်မှတို့ကကြီးအောင်ပါဆိုတော့ကျွန်တော်တို့က၂ကိုးပြည့်မပြည့်ကိုပဲစောင့်ကြည့်ရမယ်လက်ရှိကြီးကြလာတဲ့ပုံစံရဆိုတော့ဂိုးပေါင်းကြီးလဲနုလာတဲ့ပုံစံရဆိုတော့အာသင်းနေ1စီးပဲသွားမလားဒါမှမဟုတ်2စီးလောက်နဲ့ပဲရက်သွားမလားအဲ့လိုမျိုးလဲစဉ်းစားလို့တော့ရကျွန်တော်က brandfoot ကိုရမယ်လို့ကျွန်တော်စိတ်ထဲမှာထင်းနေကျွန်တော်21လို့ပဲဆက်မျိုးခန့်မှန်းနေတာပေါ့နော်အဲ21ဆိုရင်ဂိုးပေါင်းအပေါ် body အောက်နဲ့အပေါ်ဂိုးပေါ်ဒီလိုလေးကျွေးမယ်လို့ကျွန်တော်စိတ်ကူးနေတယ်။အော်ကျွန်တော်ဒီပွဲမှာ brand ဖို့ကြိုက်တယ်။အဲပြီးတော့ကိုပေါင်းအပေါ်ကြိုက်တယ်။ကိုပေါင်းကြီးနုတယ်ဒါမှမဟုတ်ကိုပေါင်းအပေါ်ကြိုက်တယ်။ brand ဖို့ရဲ့လက်ရှိတိုက်စစ်ကဂိုးတွေရနေတယ်။အာဆင်နယ်ရဲ့ခံစစ်ကဂိုးတွေပေးနေရအနိထားဒဏ်ရာပြဿနာရင်းနဲ့ကြုံနေရလို့ပေါ့နော်။အဲအဲကြောင့်ကျွန်တော်ဒီပွဲမှာဒီ brand ဖို့ body ကြိုက်တယ်ကိုပေါင်းအပေါ်ကြိုက်ပါရယ်နော်။အဲ့တော့ ဟိုလန်ဒန်ဒါဘီတွေပဲတောက်လျှောက်ကန်နေရအာဆင်နဲ့ချယ်ဆီနဲ့ကန်ရတယ်စပါးနဲ့ကန်ရတယ်အခုဒီဘရန်ဖို့နဲ့ထက်ကန်ရတယ်ဗောနော်အဲ့တော့လန်ဒန်ဒါဘီကတော့မြိုင်ပါတယ်ဂူပေါင်းနေပေါ်ပေါ်ပါတယ်နော်အော်ကျွန်တော်ဒီဘွဲမှာဘရန်ဖို့နဲ့ဂူပေါ်လေးပဲရွေးပေးခြင်းပါတယ်နော်နောက်တစ်ပွဲကလီဗာပူးနဲ့ဆန်နာလည်း2:45မိနစ်ဖြစ်သွားအဲ့တော့အာဆင်နယ်ကိုကျွန်တော်ကမရွေးခဲ့ဘူးအာဆင်နယ်ကြီးကြမယ်လို့ယူဆထားရဖြစ်တဲ့အတွက်လီဗာပူးအောင်မှုရခိုင်လို့များတယ် လဘာဘူးရွေးချယ်လို့ရပြီပေါ့နော်။ဒါကြောင့်လဲဆိုချဲစီကိုကြာလဲအဝေးကွင်းဖြစ်နေတဲ့ကြီးအောင်မခတ်မယ်လို့ယူဆထားတယ်။အဲ့တော့လဘာဘူးကိုယူလို့ရတယ်။ဒါပေမဲ့လဘာဘူးကိုယူမယ်ဆိုရင်ကြီးနှောင်းကိုကြည့်တော့တလုံး80ရှုံးပေးတာ၊တလုံး10ပြားနိုင်၊တလုံးတည်ဝင်ရိုးကိုအခြေခံထားတယ်။တလုံး80ရှုံးစတဲ့ကြီးတလုံးကို600ရှုံးပေးခဲ့တယ်၊တလုံးတည်ပေးခဲ့တယ်။အာဆင်နယ်နဲ့ဘော်ဒီဂျင်းနဲ့အတူတူပေးခဲ့ပြီးတော့ ဒီလပါဘူးကတလုံး9လေရှုံးမှာရက်ထားတယ်အာဆင်နယ်ကတလုံး4လေရှုံးနေဆက်ကြသွားတယ်ပေါ့နော်အော်ဒီချိန်မှာကျွန်တော်အတင်းကြီးအိမ်ဝင်နှစ်ပွဲမှာဆိုရင်နှစ်ပွဲသုံးကြေးအောင်မခတ်တဲ့အနေထားမှာလူတွေထိုးသားတွေအနေနဲ့ကျွန်တော်အာဆင်နယ်လပါဖို့ဘယ်အသင်းကိုရွေးပြီးထိုးမလဲလို့ဒါကျွန်တော်အကြံဉာဏ်လေးစိတ်ကူးယဉ်ကြည့်လိုက်တဲ့အခါမှာဆိုအာဆင်နယ်ပဲယူကြမှာ။ဘာကြောင့်ဘာကြောင့်လဲဆိုလက်ရှိလပါဖို့ရဲ့ခြေစွမ်းက ယုံကြည်စရာမကောင်းနေဘူးတစ်ဖက်ကဆန်ဒါလန်ကလည်းဒါနောက်ဆုံးပွဲမှာဆိုအင်ကွင်းမှာရှုံးနေရတာနဲ့ပြန်ပြီးကမ်ဘက်လုံပြထားတာတွေကြောင်တဲ့နေလက်ရှိမှာခြေသွန်းကောင်းနေတဲ့အချက်ကြောင့်လပါဘူးကခြေသွန်းရိုင်းနေတဲ့အချက်ကြောင့်လပါဘူးဘော်ဒီယူဖို့ဒါလက်တွန့်နိုင်တဲ့အချက်ရှိရယ်မနေ့ကမန်တီတီကိုကျွန်တော်အဲ့ဒီချက်ကြောင့်လေမန်တီတီကိုယူခဲ့ရလေပါတယ်အော်ဒီနေ့မှလည်းကျွန်တော်ကအဲ့လိုမျိုးပဲလပါဘူးဒီနေ့လည်းဆက်ပြီးတော့ကြည့်အောင်အောင်မယ်လို့ယူဆတယ်နောက်ဆုံးပွဲစဉ်မှာဝက်စတန်ကိုသူတို့ဆာလက်မပါဘဲနဲ့ကန်ပြသွားတယ် တူးစီးနဲ့သူတို့အဝေးကွင်းမှာနိုင်ခဲ့တယ်မဆိုးဘူးခြေစမ်းမဆိုးတော့တွေးရတယ်အော်ဒီနေ့မှလည်းအင်ကွင်းအန်ဖီမှာပြန်ပြီးတော့နိုင်မယ်လို့ကျွန်တော်ယူဆတယ်နိုင်နာမှဟိုတကိုးတာမဟုတ်ဘဲနဲ့ဂိုးပြဲ့ပေါ့နော်ဂိုးပြဲ့တော့ဒီကြေးအောင်နဲ့ဂိုးပြဲ့နှလုံးပြဲ့ပေါ့နော်တူးစီးတော့အနည်းဆုံးနိုင်မယ်လို့ကျွန်တော်ယူဆတယ်ကြောင်တဲ့တရားနည်းနည်းများနေပြီဆန္ဒလန်းကနည်းနည်းများနေပြီကြေးအောင်တာကျွန်တော်လို့ကြေးရန်အောင်နဲ့အတင်းဆိုဘက်ကန်ကျင်တာ เนาะဘာကြောင့်လဲဆိုတော့သူတို့ဒီကြားထဲမှာ full round ရှုံးတဲ့1-2ပွဲတပွဲသူတို့ဒါကြီးကြတယ်အဲ့ပွဲကလည်းကျွန်တော် full round body man of free ပေးခဲ့တယ်ဘာလို့ကြောင်တဲ့ဒီရမ်းများလို့ရှေ့မှာဆိုလဲအာဆင်နယ်ကိုတေးကန်နေ Chelsea ကိုအဝေးကွင်းတော်တွားနိုင်ပြလိုက်တယ်ဩဒီမှာကျွန်တော်တုံးမွေ့လာ6-0နဲ့ပြောပြမယ်เนาะ တောင်ပွင့်လန်ရှစ်ဆက်လန်မနက်ကကျွန် Telegram Free Channel နဲ့ Bio Vision ပို့ထားပြီးတောင်ပွင့်လန်ရှစ်ဆက်လန်ဆိုတော့ဘယ်လိုလဲဆိုတော့အတင်းထင်အထင်ကရအတင်းနေခြေစွမ်းတူတဲ့အတင်းနေပတ်လည်တွေ့တယ်ပေါ့နော်အခုဆိုရင်ဒါကျွန်တော် Chelsea ကိုတည်ပြီးကြည့်လိုက်မယ် Chelsea ကွင်းမှာ Sunderland ကို2-1နဲ့တွားနိုင်ထားတယ်နော်အော် Chelsea ကွင်းမှာ Liverpool က2-1နဲ့တွားရှုံးထားတယ်နော်အဲ့တော့ Chelsea ကိုတည်တဲ့ Chelsea ကိုရှုံးတဲ့ Liverpool နဲ့ Chelsea ကိုနိုင်ဆန္ဒနဲ့လာတွေ့နေတယ်အဲ့တော့ Chelsea ကိုရှုံးတဲ့အတင်းက လပါဘူးဖြစ်နေတယ်ချဲကျူနိုင်တဲ့အတင်းဆန်းလာပြီအဲ့တော့ချုံးတဲ့အတင်းကဒီနိုင်တဲ့အတင်းကိုပြန်ပြီးတော့နိုင်တတ်တယ်အဲ့လိုဖလိုရှိရနော်အဲအကြောင်းကျွန်တော်မန်နီကမန်တီတင်းရဲ့ရီမန်နီကမန်တီတင်းရဲ့ဘာစီလိုနာကိုရီမက်ထို့တဲပြီးအဲ့လိုရွေးပေးခဲ့တယ်နော်အဲ့တော့ဒီပွဲမှာကျွန်တော်လပါဘူးကြိုက်တယ်လပါဘူးကြီရောရလက်ကောနိုင်မယ်လို့ယူဆတယ်နော်တူစီအနေလုံးသွားမယ်ကိုပေါင်းကတော့ရှောင်ကျင်တယ်ဘာကြောင့်လဲဆိုတော့အပေါ်လဲတက်သွားနိုင်တယ်အောက်လဲသွားနိုင်တယ်ဒါနဲ့ဆန်နာလန်းရဲ့ဝီကွင်းဆန်းတော့ရအိမ်ကွင်းလောက်ဂိုးတွင်းရမကောင်းဘူး ူနီဒီဖွင့်တာဆိုမှရှေ့ကကိုပေါင်းကြီး sorry ရှေ့ကဘော်ဒီကျောင်းကိုပေါင်းကြီးနောက်ကတူနီဒီလိုက်ပြင်းထားတယ်လို့ယူဆတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာအပေါ်အရင်မကြိုက်ဘူးအောက်ကိုလည်းမပေးရဘူးအန်ဒီမရတယ်လပောက်တူနီဒီနဲ့မရက်ပဲနဲ့စန္ဒာနဲ့တကူရသွားပြီးတော့3-1နေအဲ4-1နေဖြစ်သွားမှာဆိုလို့အန်ဒီမရတော့ဘော်ဒီဒီကျောင်းမှာယူပေးခြင်းနဲ့လပောက်ဘော်ဒီပဲကျွန်တော်ကြိုက်တယ်တုံးပွဲဆိုင်ရှက်ဆက်လန်းလေးနဲ့လည်းညီးတယ် လပါဝူကိုထိုးထားတဲ့အရင်အာယုံမကြနေတဲ့အချိန်ထိုးထားတဲ့မယုံရဲနေတဲ့အချိန်မှာကြောင်တဲ့တွေအရင်ကောင်းနေတဲ့အချိန်မှာလပါဝူဒီနေ့မှာရိုက်မယ်လို့ကျွန်တော်ယူဆတယ်။အမတ်ပေးစရာကိုတစ်ချက်ကြည့်လိုက်မယ်။အမတ်ပေးစရာမှာဆိုဆန္ဒလန့်လက်ရှိလပါဝူရဲ့အပေါ်မှာအဆင့်6မှာလပါဝူအဆင့်10မှာနော်ရမတ်တမတ်กว่าအဲ့တော့ဇရာအရာကြည့်မယ်အတင်းကြီးအတင်းနာမည်မိထားလပါဝူကအတင်းကြီးဆန္ဒလန့်အတင်းလေးဆိုအောင်မိထားပြီဇရာတေပေရကြည့်မယ် ကျွန်တော်တို့မတိတဲ့ဒီ Norway ကလပ်တို့ဘာလို့အဲ့လိုမျိုးဥရောပနိုင်ငံပွဲကြီးတွားရွေးတွားရွေးချယ်တဲ့အခါမှာကျွန်တော်အရင်မကြီးနဲ့အတင်းနေပါကျွန်တော်ဇာတ်နေပဲကြည်ကြလေနော်အဲ့တော့လပါဘူးကလက်ရှိအဆင့်ရှင်းမှာအဆင့်ရှင်းကအတင်းကအဆင့်ရှောက်ကအတင်းကိုအပေါ်ကအတင်းကိုလှမ်းကြည့်ပြရ1ဘလက်လောက်ပြင်ရတာပေါ့ဟုတ်တယ်မလား1.50ဆိုတော့ဒါပြင်းနေပြီ 1G ဆိုရင်လည်းပြင်းနေပြီ1ဘလက်လောက်ပြင်းတော့ကျွန်တော် လေဘာဝူယူလို့ရတယ်ဒါအတင်းနာမည်မပါဘဲနဲ့ယူယူလို့ရတယ်အော်အတင်းကြီး level ရကြည့်မယ်တော့ဟုတ်ပါတယ်လေဘာဝူဒီအတင်းကြီးဖြစ်နေတဲ့ဆန္ဒလန်ကိုပေးရမယ်တန်တဲ့အတင်းကိုဒီလောက်တော့ပေးရမယ်ခြေလွန်းဆိုးနေဒီတိုင်အောင်အန်ဖီမာဖြစ်နေတဲ့ပေးလို့ရတယ်အမပေးတရားကြည့်မယ်တော်လေးကြည့်ပြင်းတယ်အဲဒါမျိုးကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်လေဘာဝူကြိုက်တယ်ကိုပေါင်းကတော့လက်ဆောင်ကျင်အပေါ်အောက်ဘာမှမလုပ်ဖြစ်သွားနိုင်တဲ့အနေထားပေါ့နော်အော်လေဘာဝူ body ဒီရွေးပေးကြပါတယ်အကဲနောက်ဆုံးတစ်ပွဲက Leaf United နဲ့ Chelsea Chelsea က1-90 ြေးကိုကြည့်လိုက်တာချယ်ဆီကြေးအောင်ပါမလားဒါရိုးရှင်းရှင်းလေးပဲစတဲ့ကြေး1 plus 50လောက်ကပေးခဲ့တယ်ကိုပေါင်းရင်တောင်းလုံး80အခုကြတော့1 plus 90တောင်းလုံး90ဘော်ဒီကြေးပြော့သွားပြီးကိုပေါင်းကြီးပြင်းလာနော်အဘော်ဒီကြေးဝင်ရုပ်တစ်ခုတော့ပြော့သွားတယ်ကိုပေါင်းကြီးဝင်ရုပ်တစ်ခုတော့ပြင်းလာနောက်ဆုံး Leaf United အင်ဝင်ပွဲအင်ကွင်းမှာတွေ့ခဲ့တဲ့တော့က Leaf United ကချယ်ဆီကိုတူနီစီနဲ့ရိုက်ထားတာအန်ဝမ်ချင်းကျတလုံး90ရှုံးဝင်ရိုးအခြေခံကြီးဖွင့်ခဲ့ဂိုးမှပြန်မပြေဒါမဲ့ချယ်ဆီအန်ကအနီးကတယောက်ထိထားတယ်ပေါ့နော်အဲ့တော့ လီဗ်ယူနိုက်တက်ကလည်းဒီနေ့မှာကျွန်တော်တို့တန်းတဲ့အတင်းပဲလီဗ်ယူနိုက်တက်ကကျွန်တော်တို့တန်းတဲ့အတင်းနေထမ်းပါဆိုဒီနေ့အိမ်ဝင်းကောင်းတာဆန်ဒါလန်ပူကောင်းတယ်ဆန်ဒါလန်ပြီးရင်လီဗ်ယူနိုက်တက်ကောင်းတယ်ပြီးမှဘန်လီပေါ့နော်အဲ့လိုမျိုးရှိရဲအော်လီဗ်ယူနိုက်တက်လက်ရှိမှာအဆင့်78မှာတန်းသင်းဆုံးတဲ့မှာဟူကောင်ကချဲစီအဆင့်3မှာအဆင့်3ကအတင်းကအဆင့်78ကအတင်းကို1 plus 90နဲ့ဝင်းကွင်းဆိုတော့အိမ်ကွင်းဆိုတော့1တိပဲပြီးမှာပေါ့ တော်တော်ကြီးမပြော့ဘူးလားကျွန်တော်စိတ်ထဲမှာเนาะကျွန်တော်ကတော်တော်လေးကြီးပြော့တယ်လို့ခံစားရတယ်အဲ့တော့ကျွန်တော်ဒီပွဲမှာခဏရင်တော့ Leaf United အိမ်ကမှာအတင်းကြီးဘယ်သူအာဆင်နဲ့ကန်ပြီးပြီလားအာဆင်နဲ့အာဆင်နဲ့မကန်သေးဘူးเนาะစပါတော့လာကန်ပြီးသွားညူကာဆယ်ညူကာဆယ်တော့စပါတော့လည်းဒေဒေဖွင့်ပြီးတော့ဒူးဝဲနဲ့နိုင်သွားတယ်ဗျเนาะ အက်စတန်ဗီလာကလည်းပဲ90ရှုံးပေးပြီးတော့2-1နဲ့နိုင်လက်ရှိအက်စတန်ဗီလာနဲ့ချဲဆီကိုရှင်မယ်ဆိုရင်အပေါ်အောက်လေးပဲဗျာနော်အဲ့လိုတော့ကြည့်လို့ရအဲ့လိုမျိုးကြည့်မယ်ဆိုတော့ Chelsea ပေးရ1.90ရတော့ Aston Villa ကြီးပေးရနဲ့ကြည့်မယ်ဆိုတော့ပြင်းတယ်လို့အဲပြင်းဟိုပေးတင်တယ်လို့ယူဆရတယ်1.90ရဖဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အမတ်ပေးစရာရကြည့်မယ်ဆိုတော့ပြော့တယ်လို့ပဲယူဆတယ်3ကနေ78ကို1.90ရတော်တော်ကြီးပြော့တယ်ပေါ့နော်ကျွန်တော်ကတော့မကြိုက်ဘူး ကျွန်တော် Chelsea ကိုဘက်ကံမယ်ဒီနေ့ Leeds United ကြိုက်ပါတယ်နော် Leeds United ဘောလီကြိုက်ရဲ့ဂိုးပေါ်ဂိုးပေါ်ကြိုက်တယ်နော်ဂိုးကတော့ပေါ်မှာ Leeds United က Leeds ကအိမ်ဝင်းကိုဂိုးတွင်းတယ်ဂိုးရတယ်ဗောနော်ဒီ Sunderland လိုပဲဂိုးတွင်းအားကောင်းတယ်အော် Leeds United ဘောလီကြိုက်တယ်ဂိုးပေါင်းအပေါ်ကြိုက် Leeds United အိမ်ဝင်းနောက်ဆုံး၄ပွဲဆက်ဂိုးပေါင်းအပေါ်ကန်ထားတယ်အဲ Chelsea ကလည်းဒါအင်္ဂလန်ဝင်ဝင်မြေဂိုးတွေတွင်းနေရပဲเนาะဒါမဲ့နောက်ဆုံးသူတို့ဂိုးတွေတိတ်မပေါ်ထားဘူးဗျမပေါ်တော့ဂိုးပေါင်းကြီးမအောင်ထားဘူးပေါ့เนาะ Banlio 2C ဘာစီနဲ့ 3C ကလည်း ကိုပေါင်း၃လုံးရောက်တယ်ဆိုမှကြီးကြရဘာကြောင့်လဲသူဒီမိုင်းနဲ့60လောက်50လောက်ဖွင့်တာဟုတ်30 40 50လောက်ဖွင့်တာဆိုကိုပေါင်းကြီးမအောင်ဘူးနောက်ဆုံးပွဲစဉ်အာဆင်နယ်ကလည်း1-1နဲ့ဆိုတော့ကိုပေါင်းကြီးမအောင်ဘူးပေါ့နော်အဲဒါကြောင့်ချက်စီလည်းကိုပေါင်းကြီးအောက်နေရာများနေပြီနောက်တစ်ခုကအောက်နေရာများနေဆိုတော့အသုံးမိတပင်ကြဆိုအပေါ်လာတော့မှာနောက်တစ်ခုကလီဗန်ရဲ့အိမ်ကွင်းနေဆိုကိုပေါင်းအပေါ်ကန်တဲ့လက္ခဏာရှိတာကိုပေါင်းအပေါ်တွားနိုင်ချေများတယ်နော်အဲဒါကြောင့်ဒီဘက်မှာကိုပေါင်းအပေါ်ကြိုက်တယ်လီဗန်ရဲ့ body ကြိုက်ပါတယ်နော် အော်ပြီးများကြီး6ပွဲကတော့ပြီးပါပြီ။အကြောင်းနောက်တစ်ပွဲ Real Madrid နဲ့ Athletic Bilbao Real Madrid ကတလုံး40နိုင်၊တလုံး59စတဲ့ဂျီကတလုံး60နဲ့တလုံး50ဂူပေါင်းကြီးငြိမ်းနေရယ်ဘော်ဒီကြီးတန်းလေးပဲဒါဘော်ဒီကြီးတန်းကလည်းဒါ1 plus 50ကိုခြေခံတာဆိုဘာမှတော့ပြောင်းလဲမှုတော့တိတ်တော့မရှိဘူးပေါ့နော်။အဲ့တော့မနေ့ကကျွန်တော်ဘာကနိုင်နေအင်ကွင်းမှာအင်ကွင်းကြေးအောင်နေ အပေါ်ကူပေါင်းပေါ်တက်တယ်တနင်္လာညမှာစပိန်ပွဲဗလန်ကာနိုအင်ကွင်းကြီးကြတဲ့ဂိုးအောက်တွေအင်ကာညမှာအင်ကွင်းဂိုးအောက်ဂိုးပေါင်းအင်ကွင်းအောက်ဂိုးပေါင်းအပေါ်အောင်သွားတယ်အဲဒီနေ့ပုံတုံးညမှာအဝေးကွင်းနဲ့ go out သွားမလားဒါဒါမျိုးကျွန်တော်ကြည့်လို့ရတယ်เนาะကျွန်တော်ဒါမနေ့ကလည်းပြောခဲ့ရေเนาะမနေ့ကတင်းနာညကိုကြည့်ပြီးတော့အင်္ဂါနေ့မှာဘာကာနဲ့ဒီ go out ကိုရွေးပြီးခဲ့အော်ဒီနေ့လဲဒါ real metric ဆိုအတင်းကြီးဂုံပုတ်ကိုခဏဖယ်ထားကျွန်တော်တို့ဒါအဝေးအတင်းကြေးအောင်နိုင်မယ်ဆို real metric body ယူလို့ရတယ် go out အောက်မယ်ဆိုရင်ဒါတော့လုံး90နိုင်ငံပြား90ရောရင်ကောင်းရင်ရနိုင်တယ်39တော့ရောက်ကောင်းရောက်သွားနိုင်တယ် go out အောက်ယူလို့ရတယ်ကျွန်တော်အဲ့လိုပဲရွေးချင်တယ်အဲ့တော့ကျွန်တော် real metric နဲ့ go out ပဲကြိုက်ပါเนาะအော်နောက်ဆုံးဒီရလက်ဒီအရာပေါ့ ညာလက်တွေရကတော့ဒါဘီဘာဟိုကလည်းနောက်ပိုင်းနေမှာတော်တော်လေးချင်းနေဆိုးနေဒီနေ့ရတီတော်တော်လေးပို့ပြီးတော့ချင်းနေဆိုးရယ်ပေါ့နော်နီကိုလက်ဝီလျံနာလိုက်သူ့ရဲ့အကိုဝီလျံအကြီးကောင်နာလိုက်ဆန်ဆက်ကနာလိုက်နေဒါတိုက်ဆက်ကလည်းအာတိုင်ပက်တာပေါ့နော်အဲ့တော့ဘီဘာအိုအင်ကွင်းကဂိုးအလောက်မပေါ်ဘူးဒီနှစ်မှာဂိုးပေါင်းနေအောက်တယ်မနစ်ကဘီဘာအိုအင်ကွင်းကဒိန်းကြဗျအက်တလက်တစ်ကိုအေဒီကိုလို့ပေါ့သွားကန်ရင်တော့မှတော်တော်လေးကန်ရခက်တယ်အေဒီကိုလို့ပေါ့တော့ရိုက်တာမနစ်ကဘီဘာအိုကအင်ကွင်းမှာ เนาะအဲ့လိုမျိုးဆိုတော့ဟိုမလွယ်ပါဘူးဒီနေ့အဲ sorry ဒီနေ့တော့ဟိုဘယ်လိုပြောမလဲယူရဲကိုရှင်းဖို့သူတို့မလွယ်ဘာကြောင့်လဲဆိုဘီပါအောင်နည်းနည်းလေးဒီနေ့မှာခြေသွင်းရိုင်းနေတယ်အဓိကဒဏ်ရာရကလန်းမိုင်းများနေရပါများနေတာလေးပါတယ်နောက်တစ်ခုက real metric ကိုဘာကြောင့်ကျွန်တော်ကိုပေါင်းဖို့ဒီနေ့မကြိုက်တာလဲဆို real metric ဒီအဝေးကွင်းဒီနေ့ပွဲစဉ်အပါအဝင်6ပွဲဆက်ကန်အောင်ရှိမှာ၅ပွဲကံပြီးွားဒီနေ့ပွဲအပါအဝင်၆ပွဲမြောက်ကံပါလို့ရီယယ်မက်ထရစ်တော်တော်လေးပွဲပန်းနေပြီ ဂျားထဲမှာဥရောပပွဲတွေနှစ်ပွဲပါတယ်အင်္ဂလန်ကိုလပါဖို့တစ်ပွဲအိုလံပီယာကော့ဂရီကိုတစ်ပွဲအဲ့နှစ်ပွဲအပါဝင်နိုင်ငံဂျားရည်သူတို့ခီးရီသွားရတယ်ပြည်တွင်းမှာလည်းခီးရီသွားပြီးကန်နေရအနေထားမှာရီယယ်မက်ဒစ်ပွဲတွေပိုင်အဲ့ကြောင့်မလို့သူရလက်တွေရင်းရနေတယ်တေ၆၆ကြာတာစပိန်လာလီကာမှာတုံမွဲဆက်နော်အဲ့တော့ဒီနေ့တော့ရီယယ်မက်ဒစ်မနေ့ကဘာကကြီးအောင်သွားတယ်ဟိုရလက်နိုင်သွားဖြစ်ရင်ရီယယ်မက်ဒစ်ကအမှတ်ပြန်လိုက်မှာဆိုတော့တုံမက်တော့ရလိမ့်မယ်အဲ့တော့တကူအတာနဲ့နိုင်အောင်ကျွန်တော် ကြား90လောက်တော့ရပြီလို့ real metric body လည်းကောင်းတယ်ဒါကြီးရကြီးမှာ real metric body ကောင်းတယ်ကိုပေါင်းအောက်လီလည်းကောင်းတယ်ဘာကြောင့် real metric ပွဲပန်းနေလို့တစ်ဖက်က ancient bibao ကလည်းဒီနှစ်မှာဒီနှစ်ရာဒီမှာခြေလမ်းမကောင်းနေဘူးဒဏ်ရာကလားမိုင်းများနေတဲ့ကိုပေါင်းအဲ gold twin အဆန်းကြီးကြာနေပါတော့နော် gold twin ဆန်းကြီးကြာနေတော့ကိုပေါင်းအောက်လီလှတယ်အဲ့တော့ flow ရကလည်းအဝေးတင်းနဲ့ကိုအောက်လာမယ် flow အတင်းကြီးရဲ့ခြေလမ်းလက်ရှိဟိုအချိန်ကြီးရကလည်းကိုအောက်နဲ့အဝေးတင်းကြောက်နိုင်ကြရခိုင်လို့များတယ်အဲ့တော့ real metric နဲ့ကိုအောက်လီကြိုက်ပါတယ် နောက်တစ်ပွဲနောက်ဆုံးတစ်ပွဲကျော်ဂျာမန်တစ်ပွဲပြောပေးမယ်ယူနီယံဘာလင်နဲ့ဘိုင်ယန်ဘိုင်ယန်ကနှလုံး60နိုင်ပြီးတုံးလုံးတည်စတဲ့ဂျီကနှလုံး65တုံးလုံး60ရှုံးအော်ဂူပေါင်းဂျီတော်တော်လေးပြုတ်ကျသွားတယ်ဘော်ဒီကတော့အလောက်ဟိုပံပြောင်းလေးဒီဇိုင်းလေးပဲရှိနေရမနော်အော်ဒီနှစ်တင်းကကျောဘွန်နက်လီကမှာမကြသေးဘူးသူတို့တွေ့တာ၁၇လပိုင်း၈ရက်နေပြီးခဲ့တဲ့လ၈ရက်နေသူတို့တွေ့တူတူတည်ကြ ဘိုင်ယန်မြူးနစ်ဒီနေ့ရာဒီမှာနိုင်ပွဲတောက်လျှောက်နိုင်တဲ့အချိန်မှာသူ့ကိုနိုင်ပွဲစတင်ရက်တန့်သွားအောင် လုပ်တာကယူနန်ပါလင်ဖြစ်ပါတယ်။အော်ယူနန်ပါလင်ကဒါတူတူတေးကြောင်လုပ်လိုက်တဲ့အဲ့ပြီးတော့ဘိုင်ယန်ကဖလိုင်းဘက်ကိုနိုင်နေနိုင်ပြီးတော့နောက်ဆုံးဒီဂျာယက်မှာချန်ပီယံလိအာဆင်နယ်ကိုတွားပြီးတော့သူတို့အဝေးကွန်းမှာတွားရှုံးတယ်အဝီကန်မှာတို့ပြန်ပြီးစိတ်ပေါ်လို့ပြန်နိုင်အော်ဘိုင်ယန်နိုင်ဘောဒီနေ့မှာရက်တန့်အောင်လုပ်တာယူနီယံပါနေဖြစ်အဲ့ဒီနေ့တော့ဘိုင်ယန်မြူးနစ်က အဲ့ဒီအချက်ကိုကလဲစားချိန်မလားပေါ့နော်နောက်တစ်ခုကမင်းကဘာလင်မျိုးကံဖြစ်တဲ့ဟာတာဘာလင်ကစစ်ဝမ်းနဲ့ဇုံဘော်ကြီးအောင်သွားတယ်အော်ဘာလင်ဆိုတာကကျွန်ဂျာမနီနိုင်ငံမျိုးတော်ပထဝီမြေသားရကြည့်မယ်ဂျာမနီနိုင်ငံမျိုးတော်ဟာတာဘာလင်ရှိမယ်ယူနီယံဘာလင်ရှိမယ်အဲ့တော့ယူနီယံဘာလင်ကတော့ဟာတာဘာလင်လောက်ဒါနာမည်မကြီးဘူးအရင်တော့ဒါပေမဲ့ဟာတာဘာလင်လက်ရှိမှာဘွန်နက်လီကတူးမှာပဲကန်နေရတယ်ယူနီယံဘာလင်ကဒီဘွန်နက်လီက1ကိုရောက်လာတယ်ပေါ့နော်အော်ဘာလင်နဲ့မြူနစ်ကဒါ နည်းနည်းအပြိုင်အလှန်များတယ်ပေါ့နော်ပြောရမယ်ဆိုမျိုးကြီးနဲ့မျိုးလေးပေါ့ဗျာကျွန်တော်အင်္ဂလန်မှာဆိုလန်ဒန်နဲ့မန်ချက်စတာလို့ပေါ့ဒါပေမဲ့လန်ဒန်ကလပ်တွေကမန်ချက်စတာမျိုးကမန်ချက်စတာမျိုးကမန်စီးတီးနဲ့မန်ယူလောက်အောင်မြင်မှုမများဘူးဒါဥရောပွဲစဉ်တွေမှာရောဒီပြည်တွင်းလီဖလားတွေမှာအဲ့လိုမျိုးပဲဘိုင်မြူနစ်ကကျတော့ပို့ပြီးတော့မြူနစ်မျိုးကပို့ပြီးတော့ဒါအတင်းကပို့ပြီးအောင်မြင်တယ်ဘာလင်ကအောက်ထိမအောင်မြင်ဘူးအဲ့တော့မျိုးမျိုးအနေထားကျသူတို့ရှင်ကြတယ်ဖိုက်ကြတယ်အဲ့တော့ဒီနေ့မှာဘိုင်ယန်မြူနစ်ကိုကြိုက်တယ်ကိုပေါင်းအပေါ်ပဲဆက်ကြိုက်တယ်ကိုပေါင်းကြီးနှုတ်သွားတယ်ဆိုပေမဲ့ဘိုင်ယန်မြူနစ်ရဲ့ အရန်စင်းကဒါတခြားအတင်းတွေရဲ့ဒီလက်ရွေးစင်းလိုင်းရဲ့ပလေယာလောက်ခြေတန်းရှိရဲ့အတင်းမလို့ကျွန်တော်ဘိုင်ယူနစ်ဆက်ကြိုက်တယ်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဟိုပထမဘွန်ဒက်လီကာမှာလိုမျိုးဂျေးမမကြလောက်ဘူးလို့ကျွန်တော်ယူဆတယ်နှစ်ကိုးပြတ်တော့အနေလုံးနိုင်မယ်လို့ယူဆတယ်3 1လောက်မှန်ပါတယ်เนาะအဲ့တော့ဘိုင်ယန်နဲ့ဂိုးပေါ်ကြိုက်ပါတယ်ခင်ဗျာ ော်ဒီနေ့တော့ဒီလောက်ပါရနော်ကျွန်တော်ဗီဒီယိုနည်းနည်းလေးရှင်းပြမြန်မြန်ပြောလိုက်တာဖြစ်ပါတယ်25မိနစ်ကျော်ပါပြီနော်အော် Mama Channel အ sorry Mama ဝင်နေဆိုရင်လည်းဒါ Mama ဝင်ဖို့ဆက်သွယ်ဖုန်းနံပါတ်တွေကျွန်တော် link မှာကိုမန့်မှာချပေးထားမယ် Free Channel Telegram Free Channel Viber Free Channel အကုန်လုံးကိုမန့်မှာ link တွေချပေးထားပါမယ်နော်အော်မနေ့ရလိုပဲကျွန်တော်တို့ဒါအကောင်းဆုံးပြန်ပြီးတော့ဒါဆက်ကြိုးစားမယ်အကောင်းဆုံးကြိုးစားမယ်ကျွန်တော်ဒီဇင်ဘာလအစမှာကျွန်တော်အပေါင်းတွေပဲတောက်လျှောက်သွားနိုင်အောင်ကြိုးစားပေးပါမယ်နော်အဲ့တော့ဒီနေ့တော့အဲအောက်တင်းလေးတွေပါမယ်ဗျာနော်အောက်တင်းကြီးရွေးချယ်ရမှာဖြစ်တဲ့တဲ့ဒါ လမ်းမှာလည်းစိုးရင်ရတယ်ဗောနော်အဲ့လိုမျိုးဆိုတော့ဒီနေ့အကွက်ကထိုးကွက်ကအများကြီးမထုတ်ပြီးမနေ့ကကျော်၅ကွက်အကြိုက်ဆုံး၅ကွက်ထုတ်ပြီးရပါဗောနော်တကွက်ကြရယ်၄ကွက်တော့အောင်မြင်သွားတယ်အော်ဒီနေ့တော့ဒါ၃ကွက်လောက်ဖြစ်မလားမသိမှန်းပါဘူးเนาะအော်တစ်ချက်တော့ကျွန်တော်စောင့်ကြည့်အောင်ခဏနေကျွန်တော်မှန်းပါပွဲကြီးစပိုးပေးပါမယ်เนาะ၈နိုင်ကြရင်เนาะအော်အားလုံးအဆုံးကြီးရှိပေးတာကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါစေအားလုံးကိုနိုင်ပါအားလုံး